ကျွန်တော်ရဲ့မိတ်ဆွေမြောင်အားလုံးပဲမင်္ဂလာပါခင်ဗျာ။ဗာကြီးစံ channel လေးကနေစေဝင်စားပွဲထူးခြားစမ်းကြည်ပြည်ရမဇလန်ကောင်းလေးကိုဖတ်ပြတင်ဆက်ပေးဖို့အချိန်ခေါ်ကြောက်ရောက်လို့လာခဲ့ပြန်ပါပြီ။ဒီကနေ့ဖတ်ပြတင်ဆက်ပေးမှာကတော့ရန်ကုန်မြို့နယ်မိုင်60ဝေးသောရွှေလေးတီရွာမှာအမှန်တကယ်ဖြစ်ပွားခဲ့မှုတွေရှင်ဟောင်းစီရဲ့ကြီးရဲ့ဝီယိုတိုင်းအောက်မှာတွေ့ခဲ့ရသောတိုက်စားနဲ့ကျိန်စာဖြစ်ရဆမ်းများလို့မြည်ရတဲ့ စေဝင်စားပွဲတဲ့ထရင်ဘူးဖြစ်ရမဇလန်ကောင်းလေးကိုဖတ်ပြတင်းဆက်ပေးမှာဖြစ်လို့နားစင်ခံစားအောင်ပြကြပါဦးခင်ဗျာရွှေကုံစီတော်ကြီးရဲ့အရှိတ်ဆောင်တန်းအောက်ချေမြောက်ဘက်ဘေးနားမှာတခိတခါကဓမ္မစရီမင်းလှူခဲ့တော့ခေါင်းလောင်းတော်ကြီးရှိခဲ့ဘူးတဲ့ဆိုပြီးတော့စပေးတော့မှာဖတ်ရှုခဲ့ရပါတယ်ထို့သူမြန်မာနိုင်ငံရဲ့ရရမရှိတဲ့စီဒီပထိုးမြန်မာလေး ခေါလောင်ကျေစီကျေးစင်းတို့ရုပ်ပွားတော်များကိုမင်းတတိတကြွေကုံတဲ့လဲလုတ်စတဲ့တန်နိုင်သူစေနာရှင်တိတိတို့ကလှူဒန်းကြကြပါလိမ့်။နေချက်အင်္ဂလိပ်တို့မြန်မာပြည်အောက်ပိုင်းကိုကျူးကျော်နေချက်ပြီးမတရားသိမ်းပိုက်ပြီးတဲ့အခါမှာတော့ဖျားပထုံစေဒီသာသနိကအဆောင်အုံတို့မှလှူဒန်းထားတဲ့ခေါလောင်ကျေးစင်းတို့ကျေးစီစသဖြင့်ကျင်းနဲ့တွင်းလုတ်ထားသမျှပစ္စည်းများကိုအဲဒီတို့ဘိုးဘွားပိုင်းပစ္စည်းများတဲ့ပွဲဖြည့်ဆည်းယူငင်ပြီး အမြောက်တနက်ကြည်စံခွင်ပြုလုပ်ခြင်းအမတ်တရားပြည်စည်းဖြင့်မိမိရဲ့အိမ်ကိုယူဆောင်သွားခြင်းများနဲ့ထင်ရှားဆိုင်ခဲ့ကြတဲ့ထို့သောသောကျေးဇူးပစ္စည်းများထဲမှတချို့သောပစ္စည်းအနည်းငယ်ကယူဆောင်သွားတဲ့ပုံကိုယ်တို့ကိုစူဂျုံများဖြစ်ပေါ်စေခြင်းယောဂဗေယဖြစ်စေခြင်းထိတ်လန့်နေရခြင်းကြောင့်မိမိရဲ့နေအိမ်မှာမထားဝင်သဖြင့်ပြန်ပို့ခြင်းတချို့လည်းစွန့်ပစ်ခြင်းထိလောက်ကြရပါလိမ့်ဥပမာအဖြစ်ဇလွင်ပြည်တော်ပြန်ရုပ်ပွားတော်ကြီးရွှေတကုံစီတော်မှာ ပြည်တော်ပြန်ဖိရတို့ဖြစ်ကြပါသည်တချို့သောပစ္စည်းတို့ကိုတော့ရှိရင်ဆွဲနေရမှတလက်မတောင်းရွေးရှောင်းအောင်မပြုတ်လို့ဝင်တဲ့အထိဖတ်ခဲ့ရပူပါသည်အထင်ရှားဆုံးသောသာရကမှာတော့မွင်ပြည်နယ်မော်လမြိုင်မြို့တောင်ပေါ်တန်းကျိတ်တန်လာစီရီမြကြီးရဲ့ရင်မြင်တော်မှာခေါင်းလောင်းကြီးတလုံးဖြစ်ပါသည်အဲ့ဒီခေါင်းလောင်းကြီးကို ထိုင်ရဟန်းတော်တွင်ခေါင်းဆိုသူကလှူဒန်းထားခြင်းဖြစ်တယ်လို့ခေါင်းလောင်းမှာရေးထိုးထားတဲ့ခေါင်းလောင်းစာကလည်း ချိန်စာတဝက်ပါရှိနေတဲ့အတွက်အဲ့ဒီချိန်စာကိုထိတ်လန့်ကြောက်ရွံ့ပြီးခေါင်းလောင်းကြီးကိုမဖြည့်စီဝင်ကြပါအဲ့ဒီခေါင်းလောင်းစာကိုအင်္ဂလိပ်ဘာသာနဲ့ရေးထိုးထားတယ်ချိန်စာရဲ့အတိုချုပ်မှာကျွန်ုပ်တွင်ခေါင်းလူဒန်းတော်ဒီခေါင်းလောင်းကိုရုံငင်ဖြည့်စီပါကထိုသူဟာမဟာဝီစီငရဲကိုကြပါသေးတာဆိုပြီးအင်္ဂလိပ်ဘာသာနဲ့ရေးထိုးထားတဲ့အတွက်နေကျအင်္ဂလိပ်တို့မထိမတူရဲဘူးလို့ဆိုကြပါသေးတယ်ဒီမှာကျင်းစာဆိုတာကို မကောင်းတဲ့သဘောကိုစောင့်နေဆိုပြီးအကြံပြန်မှတ်ယူနိုင်တော့လေကျင်းစာတိုင်းမကောင်းတဲ့သဘောကိုရည်ရွယ်တာမဟုတ်ပါကျင်းစာမှာပါသည်ဖြစ်စေမပါသည်ဖြစ်စေမကောင်းမှုကိုမလုပ်ရင်ငရဲကိုကြားစရာ မရှိပါကျင်းစာပါတဲ့အကြောင်းအရာကိုကြောက်ရွံ့ပြီးမဖြစ်စီဝင်ရင်လှူဒန်းထားတဲ့ပစ္စည်းတွေကကောင်းတည်တာဖြစ်ပါလိမ့်ဒါကြောင့်ဒီကျင်းစာမျိုးကိုစာရေးသူကျွန်တော်အနေနဲ့ကောင်းတဲ့ကျင်းစာလို့ခံယူပါလိမ့်တိုင်းဘုန်းတော်ကြီးတွင်ကောင်းရဲ့ခေါင်းလောင်းကျင်းစာနဲ့ဆက်စပ်မိသဖြင့်စာရေးသူကျွန်တော်ရဲ့ဇာတိငွေရမြေမောင် ဖြစ်ရမှန်တစ်ခုကိုတင်ပြပေးချင်ပါတယ်။ဇာတိဆိုကျွန်တော်ရဲ့ဇာတိချင်းမြုပ်ကရန်ကုန်ပြည်ဝေပြည်လမ်းမကြီးရဲ့ကာလန်ပြည်မှာတည်ရှိပြီးရန်ကုန်ကနေမိုင်60กว่าမှာတည်ရှိသောရွာကြီးတရွာဖြစ်ပါတယ်။ဇာတိဆိုကျွန်တော်တို့ရွာထိပ်မှာအစိုးရမူလတိုင်းကျောင်းလေးရှိပြီးတော့ကျောင်းလေးရဲ့အရှိတ်ပေး900ခန့်အကွာမှာဆရာတော်ဦးလာပါရဲ့ရွာဦးတိုက်ကျောင်းကြီးတည်ရှိပါတယ်။ကျောင်းဝန်ကြီးတွင်မှာဆရာတော်နဲ့တန်ခါးများတရင်သုံးနေထိုင်တဲ့နှစ်ထပ်ကျောင်းကြီးတစ်လုံး တိုက်ကြောင်းတဲ့ကလေးရဲ့ထိပ်ဘက်မှာ အမိုးဘုံ30ပါတဲ့တိမ်တဆောင်တိုက်ကြောင်းရဲ့မြောက်ဘက်ပေ90ခန်းအကွာမှာတေတာကြောင်းကြီးတဆောင်တဲ့ကျောင်းဝင်းရဲ့အဝင်းထမ်းမှာဇရက်ပြက်တလုံးလိုရှိကြပါသည်ဇရက်ပြက်ရဲ့နေခြံစည်းရုံးမှာအုပ်ဆိုင်နေတဲ့မကြီးပင်မှာတရေရှိပါသည်အဲ့ဒီမကြီးပင်ကတရေကလူများကို၆လမ်းချင်းမပြူတော့လေတခုတော့ညနေမှာတော့ကျောင်းကိုညနေညနေလာတော့သားတဲ့မိခင်တူဦးထမ်းမှာသမင်းစလုံးကိုလူယူစားခဲ့ဘူးတည်း ညာရီလာခြင်းမလေးဒိုးစင်ကာလကရွာထဲမှာညာဘက်ညာ၌လူစုတများများတောင်းကြနေတာကြောင့်ဘုန်းကြီးเจ้าမှာခိုလုံရင်းနဲ့လာရကြခြင်းဖြစ်ပါသည်ညာဘက်မှာဆရာတော်ဥလာဘရဲ့တိုက်ကြောင်တွင်မှာလည်းကောင်းဘုရားသိမ့်တိုင်တွင်မှာလည်းကောင်းလာရောက်ခိုလုံပြီးတော့အိတ်ကြရသည်မှာတောကြောင်တများရဲ့ဘေးရန်သာမကောင်းတခါတည်းံအစိုးရတက်နဲ့တောင်းကြန်သူတက်တို့ယွာနီမှာတိုက်ပွဲဖြစ်ပွားရာ နေမှာထိုင်နေရင်းနဲ့ ကံမကောင်းအကြောင်းမလာပါကောင်းကြည်သင်မကိုကြောက်ရတာကြောင့်လုံကြုံတဲ့တဲကြောင်တိမ်တိုက်တွင်းကိုလာရောက်ခိုးလုံပြီးအိတ်ကြရခြင်းဖြစ်ပါလိမ့်လာရောက်ခိုးလုံကြသူများတဲ့မောင်သားတဲ့မိခင်များလည်းပါရှိအောင်ညဘက်ကလေးစားရင်ကျွေရန်အတွက်ဇားစီယာထမင်းဟင်းတို့ပါယူဆောင်လာခြင်းဖြစ်ပါလိမ့်အဲ့ဒီထက်မှဦးငယ်တော်မတ်သားတို့လင်မယားလည်းအပါဝင်ဖြစ်တာကြောင့်သုံးနှစ်ရွယ်သမီးလေးမညွန့်စိန်စားရန်အတွက်အမေသားဟင်းနဲ့ထမင်းကို ်တန်းစလုံးတစ်လုံးမှာထက်ပြီးဒေါမတ်သားရဲ့ခေါင်းပေါ်မှာရွက်လာခဲ့ပါတယ်။ဦးငင်းကတော့သမီးလေးမညွှန်းစိန်ကိုချီပြီးရှေ့ကနေသွားတယ်။ကျောင်းချံဝါနောက်ကိုရောက်ချိန်မှာမောင်ဤတန်းစာပြုတ်နေပါပြီ။ထိုချိန်မှာပဲဇရေပြန်နောက်မှာရှိတဲ့မကြီးပင်ကြီးပေါ်မှာလက်မဲတစ်ဖက်သားပေါ်လာပြီးတော့ဒေါမတ်သားရဲ့ခေါင်းပေါ်မှာသမီးစလုံးကိုဆွဲယူလိုက်ရောဒေါမတ်သားလည်းအမလေးတရေလက်ကြီးတော့ဟဲလိုအော်ဟစ်ပြီးတော့ကျောင်းဝင်းထဲကိုအပြေးဝင်သွားကြရပါတယ်။ ။ဆိုင်တို့ကျွန်တော်ငယ်စဉ်က ကိုရင်ဘွားနဲ့ဇီယာတော်ရဲ့အကြောင်းပါတဝါဆိုခဲ့ပူပါလေ။ဇရက်ပြကြီးပေါ်မှာလဲနေ့လယ်နေ့ခင်းသွားရောက်အိပ်ဆက်ပူပါလေ။ဇရက်မှာတော့၎င်းမကြီးပင်ပေါ်မှာ၎င်းတရေချောက်တော်ကိုမကြော်ဘူးပါ။ဓမ္မတာထမထမင်းလူစားတဲ့တရေကငတ်ပြက်နေတဲ့မိတာတရေသားဖြစ်မယ်လို့ထင်ပါလေ။နောက်ပိုင်းမှာလဲမြေသူတူတယောက်ကမှတရေချောက်တယ်လို့မကြားရတော့ပါ။အဲ့ဒီဇရက်ပြက်ကစာရေးသူကျွန်တော်ငယ်စဉ်အသက်ကိုနှစ်ခန့် ဒုတိယကမ္ဘာစစ်ကာလလောက်ကဇယက်ပြဘဝကိုမရောက်သေးပါဇာတိတို့ကျွန်တော်လူပြဘဝဖြစ်လာတော့အသက်16နှစ်19နှစ်လောက်မှအတော့ကိုပြည့်စည်ရွယွန်းစောက်ပြုနေပြီဖြစ်ပါတယ်ဇယက်ပေါ်မှာအုံဆိုင်နေတဲ့မကြီးပင်မအရွက်များကသူ့မိုးပေါ်ကိုတင်မာများလာတဲ့ခါမှာတော့သူပြားများတန်ကြီးတက်ပြီးပေါက်ပြဲကုန်ခြင်းပေါက်ပြဲကုန်တဲ့အမိုးများမိုးရွာရင်ရေရိုးပြီးတော့အခင်းအကားများဆွေးမြေ့ခြင်းခြားစားတဲ့အတိုင်းများထိမ့်သိမ့်ပြပြနိုင်မှုမရှိခြင်းတို့ကြောင့် ဇရက်ပြက်ဘဝကိုရောက်ရှိခဲ့ရခြင်းဖြစ်ပါလိမ့်ရှ िख ဇရက်ကြီးဖြစ်တာကြောင့်ဇရက်တကာဘယ်သူဘဝဆိုပြီးတဆင်စကားတော်ပြောနိုင်တဲ့သူမရှိတော့ပါဒီလိုနဲ့ဇရက်ကြီးကတဖြည်းဖြည်းမြေပေါ်ကိုလဲကြတော့မယ့်အနေထားရောက်လာတဲ့ခါမှာဒီတိုင်းပြစ်ထားလို့လူတကာကရဲ့ဇရက်ဖြစ်မယ်ဆိုပြီးရွာလူကြီးများကဆွေးနွေးတိုင်ပင်ကြပြီးတော့ဖြတ်သိမ်းအောင်တနည်းအားမစုပုံထားရန်အတွက်ဆုံးဖြတ်ကြပါလိမ့်ဇရက်ကြီးကိုဖြိုဖျက်မဲ့နေ့မှာရွာမှာကာလာသားများကာလာသမီးများနဲ့ ဝိုင်းဝန်းလိုအပ်ပေးမယ်သူများမနက်၈နာရီမှာကျောင်းဝင်းထဲမှာဆုမိကြပါလိမ့်။ဆရာကြီးကိုဦးစီဦးဆောင်ကွက်ကဲဖြူဖြဲမဲ့သူကတော့လက်သမားဆရာကြီးဦးချိန်ပဲဖြစ်ပါလိမ့်။ဦးချိန်ညွှန်ကြားတဲ့အချိန်တညီလက်ညီနဲ့ဆောင်ရွက်ကြရအောင်မနက်၈နာရီမှာဒူဖော်ဖြူလင်းရန်ဖျားကဲမှာခေါင်းတိုင်းတစ်လုံးသာကြံရှိပါတော့လိမ့်။တိုက်စာလားချိန်စာလားခေါင်းတိုင်းကိုဒူဖော်ဖြူလင်းရန်အတွက်ဆိုင်သူကျွန်တော်နဲ့မောင်ညို့ကိုတာဝန်ပေးသဖြင့်ကျွန်တော်တို့နှစ်ယောက် ပေါင်ပြားတက်လက်နဲ့တန်းရဲ့အခြေကိုတူဖော်ကြပါတယ်။သိပြီတော့မတူလဲရပါခေါင်းနိုင်ကြီးဟောင်းအရှိမြောက်ဘက်ကိုလဲကျသွားခဲ့ပါတယ်ခေါင်းနိုင်ကြီးဝုန်းကနေလဲကျတဲ့နဲ့တူအရင်ပိုင်းကတွေ့ကက်နေတဲ့မြေဆိုင်ငယ်တချို့လွန့်စင်ထွက်သွားရမှာဒုစန်းတဲ့ရတဲ့ခုကြာလာခဲ့ပါတယ်ဟာဟေးမောင်ကျော်နဲ့မောင်ညိုဟိုတန်းကြီးရင်းမှကြာသွားတာဘာလဲမသိဘူးကွာကောက်ကြီးစန်းဆိုတဲ့လက်သမားဆရာကြီးဦးချင်းရဲ့စကားကြောင့် ကျွန်တော်ကကောက်ယူကြည့်လိုက်ပါတယ်လာသမားဆရာကြီးဥချင်းခေါ်လိုက်တဲ့မောင်ကျော်ဆိုဒီမောင်ကျွန်တော်ရဲ့နာမည်ပဲဖြစ်ပါတယ်ကောက်ယူလိုက်တဲ့ပစ္စည်းမောင်လဝတော်သားခန့်ရှိတဲ့အထုပ်တထုပ်ဖြစ်ဟန်ရှိပြီးအဘော်ကကတ္တရာသိမ်းမြောင်းအထက်ထက်သုံးလင်းထားတာကိုကြည့်ချင်းအပြင်အတွင်းမှာရှိတဲ့ပစ္စည်းရေဝင်ပြီးတော့မပျက်စီးစေရန်စီမံထားပုံရပါတယ်ဆရာတော်လည်းဝိရင်တိုင်ကြီးရင်မောင်ပစ္စည်းတစ်ခုရတဲ့ကြားလို့ကြွားရောက်လာပါတယ်ကတ္တရာသိမ်းအထက်ထက်သုံးလင်းထားတဲ့အဆိုပါထုပ်လေးကို ဆရာတို့ထံကိုကက်လူလိုက်ပါလိမ့်ဆရာတို့ကခေတ္တမြသားကြည့်ပြီးတော့ကဲညော့တကဥချင်းကို့ဘာသာကိုဖွင့်ကြည့်စမ်းပါအဲ့လေဆိုကဥချင်းကိုပြေးလိုက်ပါလိမ့်လောဘီရောက်နေကြသူများအလုံးဥချင်းရဲ့နားမှာဝိုင်းအောင်ကျင်နေကြပါလိမ့်တုံလင်းထားတဲ့ကတ္တရာစီများကိုစောင့်နေခွာချလိုက်အောင်အတွင်းမှာပိုးရဲစားနဲ့ရစ်ပတ်ထားသောအရာဝတ္ထုတစ်ခုပေါ်လာတဲ့ကြောင့်ရစ်ပတ်ထားတဲ့ပိုးစားများကိုဖြည့်ရပြန်ပါလိမ့် ပူဇော်ကုန်တဲ့ချိန်မှာတော့အတွင်းမှာမိုင်းကန်ရှမ်းဆက်ကူပတ်ထားတာကိုဆက်ပြီးတော့ခွာတဲ့ခါမှာပေါ်ထွက်လာတဲ့အရာကတော့အနံနှစ်လက်မှအလျောင်းငါးလက်မှခန့်ရှိတဲ့ကြေးပြပတဲ့ပိုက်ဖြစ်နေပါလိမ့်။လက်သမားဆရာကြီးဦးချင်းကကြေးပတဲ့ပိုက်ကို မျက်လုံးနဲ့ကတ်ကြည့်ခွာကြည့်လုံနေရင်မှကဲရော့ကောင်းလေးငါမျက်လုံးကသိမ့်မကွဲဘူးမင်းဖတ်ပြစမ်းကွာအဲ့လိုဆိုကစိုက်သူကျွန်တော်ကိုဖတ်ခိုင်းပါလိမ့်။စိုက်သူကျွန်တော်ဖတ်ကြည့်တဲ့ခါမှာတော့ ဥယျာဉ်တိုင်းလဲမဲ့မြောက်ဖြောင်းထမ်းမဲ့တော့တပူးပွင့်ကို ကလုံးလက်သေးယုံထိုးချုံကိုရှင်းကားတူတွေ့လိမ့်မည်ကြုံဘူးကြုံဘူးတဲ့မှာရွှေတင်းကဇရက်ပြင်ဖို့ထားဇရက်မပြင်းတင်စားလျင်လောဟကုန်ပြီးတော်ဖို့ပင်စင်ကျင်စင်သောတတိထဆောင်ရွက်နိုင်စေတော့ဇရက်တကမောင်ကန်တော့ ထုတ်ခဲ့သူပါရှိပါလေစိုက်တို့ကျွန်တော်ရဲ့စာဖတ်တန်းဆုံးသွားတဲ့ခါမှာလောကပိသူမြောင်းတီတိုတီတိုနဲ့သူတို့ရဲ့အမြင်ကို ပြောဆိုကြပါလေအဲ့ဒီအချိန်မှာဆရာတော်ထံမှချောင်းဟန်တန်တစ်ချက်ထွက်ပေါ်လာပြီးကဲတကဦးချေအခုမောင်ကျော်ဖက်သွားတာကြားသမျှတော့တိုက်စာပဲအေးဒါပေမဲ့တိုက်စာတတ်တတ်မဟုတ်ဘူးစရက်ပြင်ဖို့မြုပ်ခဲ့တဲ့ရွှေတင်းကားလေးကို မိမိရဲ့ကိုကြိုးတွေအသုံးပြုခဲ့ရင်လောဟာကုန်ပြီးငရဲမှာကြပါသေးလို့ကျင်းစာတိုက်ခဲ့တာလည်းပါတယ်ထုတ်ခဲ့တဲ့မိမာတွေအဲ့ဒီမှာကျွန်တော်ကလောဟာကုန်ပြီးငရဲဆိုတော့ဘလုံးငရဲမျိုးဖြစ်ပါသလဲဆိုပြီးတော့ရှောက်ထားတဲ့ခါမှာအလျောက်အနံအမြင့်တယူဇနာရှိတဲ့ကျင်းနီပြားများကာယံပိတ်ဖုံးပြီးအတွင်းမှာမိလောင်တဲ့အတွင်းကငရဲသားတို့ပြေးပေါင်းမရှိဘဲနဲ့ခံနေရတဲ့ငရဲဖြစ်ကြောင်းရှင်းပြတာကြောင်း အမလေးဗျာမလွယ်ပါလားဒီငရဲတော့မသွားပြရသေးနဲ့အဲလိုဆိုရင်နဲ့ဆရာတော်ညွှန်ပြတဲ့ဓမ္မနဲ့ရည်တွင်ကြမှာဂလုံးလက်သေးပန်းချုံကိုရှာကြည့်တဲ့ခါမှာရည်တွင်ရဲ့ပပလဲမှာအလားဆိုင်ထားတဲ့ရွက်လာပန်းမျိုးစုံခေါင်ရံပန်းဆွဲတော်ပန်းတို့နဲ့အတူဆိုင်ထားသောအပင်တမျိုးဖြစ်ပြီးတော့အရွက်ရဲ့အယောင်ပေါင်းဇိမ်းဝါရောင်ဖြစ်ကရွက်ဖြားများမှာဖွာပြီးတော့ခြွန်လျက်ဂလုံးလက်သေးဝက်လက်သေးကဲ့သို့ရှိသောပန်းပင်တမျိုးဖြစ်ကြောင်းတွေ့ရပါသည် အလားစိုက်ရတဲ့ဘန်းယုံဖြစ်တာကြောင့်ခုတ်ထွင်ရှင်းလင်းမပြေဖိဒူးဖော်ပြီးတော့နေရာပြောင်းဆိုင်ရန်တိုင်းမင်းကောင်ဂလုံးလက်သေးပန်းမင်းရဲ့ပတ်လည်မောက်မြေမြောက်ကိုဒူးဖော်ချတဲ့ခါမှောင်းတဝေဝေအတန်များနဲ့တူမြေကြီးတွေကကြားအသဖြင့်ဒူးဖော်မှုကိုရက်ပြီးတော့နောက်ဆုံးလိုက်ကြစင်မောင်းတွင်းပေါ်ဝါထဲမှာမြေပတူလို့ခေါ်တော့ပြားလူများထွက်လာပြီးမြင်းသမီးလူတွေကိုလိုက်ပြီးတော့တုတ်တာကြောင့်ခြေဥတဲ့ရပြေးကြရပါတယ်အဲ့ဒီနေ့ဖို့လုပ်ငန်းလဲရန်လာလဲရတယ်ညမောင်ဤတန်းချိန်မောင်း ။ဦးကြီးချင်းလာပြီးတော့ခေါ်တာကြောင့်ကျွန်တော်နဲ့မောင်ညိုတို့လိုက်သွားကြပါတယ်။ဆရာတော်ရဲ့အကြောင်းကိုရောက်တဲ့ခါမှာတော့ကိုရင်ဥရမကဖျောင်းတိုင်းနဲ့အမွေးတိုင်းတစ်ထုပ်ပေးပါတယ်။ဦးကြီးချင်းဟောဖျောင်းတိုင်းသုံးတိုင်းနဲ့အမွေးတိုင်းတစ်ချုပ်ကိုတင်းတဲ့တွင်မှရုပ်ပေါ်တော်ကြီးလေးသူရဲ့ရှေ့မှာကတ်လို့ပူဇော်ပြီးကျွန်တော်တို့နှစ်ယောက်ပေါင်းငါးပါးသီလကိုခံယူကောင်းဖျားကြတော်ကြရပါတယ်။တင်းတိုက်ထဲမှာထွက်ခဲ့ကြပြီးမနက်ပိုင်းကဘဒူတို့လို့ထားခဲ့ရသောဂလုံးလက်သေးယုံကိုထွက်လာခဲ့ကြပြီး ပန်းယုံရဲ့ဘေးနားမှာပျောင်းတိုင်းအမွေတိုင်းများထမှန်ထွင်ကြီးပူဇော်ကောင်းပုပ္ပနာသုတ်တော်မှရန်တုံတိမိတ္တံကာရတော်သုံးပုံနဲ့ခန္ဓာတုတ်ပရိတော်သုံးပုကိုရွဆိုပူဇော်ပြီးမြစ်တာပို့လို့တိုက်စားရောက်ဇရက်ပြင်းရန်ဒီနေရာမှာဒူးဖော်မှဖြစ်တဲ့ကြောင့်အနောက်ရှက်မပြူရန်အတွက်မြစ်တာရက်ခံရပါတယ်မနက်ရှင်းနိုင်မှာရခင်တိကတိုင်းပဲလောဘဘေးကြောင့်များသောမကောက်တည်င်းကြလို့လာပြီးတော့ကြည်ကြသူများနဲ့ပါစုံညီနေပါတယ်ဒီဒီချိန်မှာတော့ ကျွန်တော်တို့နှစ်ယောက်သားမကပဲကလာသားကောင်ကိုချင်းယုံမဒူဖော်လှောပေးမှဖြစ်ပါလိမ့်မလေးကဘဒုံများထွက်လာတဲ့တွန်းပေါက်ကိုစမ်းသတဲ့အနေနဲ့တည့်ရွဲ့နဲ့ခေါက်ကြည့်တဲ့ခါမှာအလွင်းကမြည်သည့်တမ်းမှမကြရပါကန်ကန်ငါတို့တို့စကြတော့ဟဲ့ဆိုတဲ့ဦးကြည်ချင်းထက်မှသတိပေးတဲ့ဆုံးမဂလုံးလက်သေးယုံကိုတူတူကတူရွှေတူကရွှေပြီးဂလုံးလက်သေးယုံရဲ့အောက်ခြေကိုကျွန်တော်တို့သုံးဦးက တူကြပါလိမ့်လူအုပ်ကြီးကလည်းအကြံတန်းအောင်ကြားရအောင် တိတ်ဆိတ်ငြိမ့်သက်ပြီးမျက်တောင်မခတ်တမ်းကျင်နေကြပါရဲ့သုံးပေခန့်အနက်ရောက်ချိန်မှာတော့အုံနှစ်ချက်နဲ့ပိတ်ပြီးတောင်းလိုက်အုံလေးချက်ပတ်ဝိုင်းထားတော့လုံးပတ်ပြလဲရီပလင်ခန့်အလဲရလေးလက်မကြောကြောရှိတဲ့စင်ကြူဘူးကလေးပေါ်ထွက်လို့လာခဲ့ပါရဲ့ထို့သည်မောကြိုးဘူးလေးကိုဦးကြည်ချင်းရဲ့လက်ထက်ကိုပေးရလိုက်တယ်စင်ကြူဘူးအဖုံးကိုဘီလက်မြေတို့နဲ့မှန်ပြီးပိတ်ထားတာကြောင့်အလွယ်တကူဖွင့်လို့မရပါဘူးဒီလိုနဲ့ ပေးကွာအနောက်နဲ့ခက်ဆက်ဆက်ထုခွေလဲရောင်းအတူနဲ့မှ ရွှေတင်ကားပြောင်းပြောင်းကြလာပါလေဝိုင်းကြီးနေတဲ့ပရိသတ်ကြီးကတော့ဟေးအော်မီကွာထုခဲ့တော့ကြွေးကြော်တန်းကြီးစုညံသွားခဲ့ပါလေအယောင်တလက်လက် တောက်ပနေတဲ့ရွှေတင်ကားဆယ်ပြားတီတီဖြစ်ပါလေထိုနေမှာစပြီးနောက်ထပ်လီလာခန့်ကြားတဲ့အချိန်မှာတော့မူလနေရာမှာခန်းနာထဲဝါတဲ့ဇယက်တဲ့ကြီးတဆောင်ကို လူပေါင်းတို့တွေ့မြင်ရှုမောပြီး သာဓုခေါ်ခဲ့ကြရပါတယ်။ဟုတ်ကဲ့စိတ်ဝင်စားပွဲထူးခြားစမ်းခြင်းဖြည့်ရမန်ဇလန်ကောင်းလေးကိုဗာကြီးစံ channel လေးကနေတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။အဆုံးထိလိုက်ပါအပင်းနားဆင်ခဲ့တဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုအထူးပဲကျေးဇူးတင်ပါတယ်။စာတပုတ်ကိုနားထောင်ပြီးတာနဲ့မိတ်ဆွေတို့ရဲ့ထင်မြင်ယူဆချက်တွေကိုငြိမ်ဤတွေးတဲ့အနေနဲ့ဗီဒီယိုလိုက်တစ်ချက်နေပြီး comment မှာဝင်ရောက်ဆွေးနွေးညှိခုံသွားလို့ရပါတယ်။အမနာပါနဲ့မိတ်ဆွေတို့ရဲ့ comment အကြောင်းချင်းစီတိုင်းကိုကျွန်တော်တင်ဆက်သူက အလေးထားပြီးတော့စာပြန်ပေးနေပါပြီ။စာဖတ်တာကိုဝါသနာပါပေမဲ့စာဖတ်ဖို့အတွက်အချိန်မပေးနိုင်။အလုံးပါတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်ဘာကြီးစံ channel လေးကနေထူးခြားစံချင်းလှုပ်ဝါစံချင်းပေးရရင်ပေါ့ဘာသာလောကကံမီယရမတန်ဘုကင်ဖြစ်ရဲ့မဇလန်ကောင်းမြတ်စွာကိုနေ့စဉ်မပြတ်ရှာဖွေပြီးတော့မှဖတ်ပြတင်ဆက်ပေးနေပါပြီခင်ဗျာ။